်မင်္ဂလာပါရှင်မိုးလေဝသနဲ့စရဗေကညွှန်ကြားမှုဦးစီးဌာနကနေမေလ24ရက်ဒီဂရီ28နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပ်လီပင်နယ်ပြင်ဘင်္ဂလားပင်နယ်အကြောင်းပိုင်းအရှိအလဲပိုင်းနဲ့အရှိမြောက်ပိုင်းတို့တွင်မုတ်တုံဒီအားအတင်းကျမှအကောက်နေပြီးကြံမင်္ဂလားပင်နယ်တို့တွင်တိမ်တင်းတင်းဖြစ်ထွန်းနေပါမည် ဒီကနေ့ညနေထိခမန်းချက်ကတော့ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရာစစ်စစ်၊ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်နေရာအနှံပြမှုထစ်ချုံရပြီးရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့တွင်နေရာကွက်ရီမှုကြီးနိုင်ပါတယ်။ရွှေအရံနှုံးပြည့်ဖြစ်ပါတယ်။ မိုးတိမ်အောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်မိုးတိမ်အောင်များဖြစ်ထွန်းလျက်ရှိပြီးအစိုးပါမိုးတိမ်အောင်များရွေရှားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စည်းလက်ခြင်းနှင့်မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါသည် မြမပင်လေးပင်တွင်မြမကန်းရံတခြားနှင့်ကန်းလုံပင်လေးပင်တို့မှာတခါတရံမိုးတဲ့လေးပင်များကြရောက်ပြီးလှိုင်းအသင်တင်မှလှိုင်းကြီးနိုင်ပါသည်မိုးတဲ့လေးပင်ကြစဉ်ရေပြင်းမြေပြင်းလေးဟာတနအိလင်း25မိုင်မှမိုင်30အထိတက်ခတ်နိုင်ပါသည်လှိုင်းမြမမြမကန်းရံတခြားနှင့်ကန်းလုံပင်လေးပင်တို့တွင်9ပေမှ9ပေကန်ရှိနိုင်ပါသည်နောက်နေ့အတွက်ခမန်းချက်ကတော့အနောက်တောင်မိုးတုံလေးဟာမြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ဝင်ရောက်နိုင်ပါတယ်။ နေပြည်တော်မန္တလေးမြို့နယ်နေတဝိုက်တွယ်ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့နေရကွက်ကြားမူထီချုံရွာပါမယ်ရွှေရံနှုံးပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတဝိုက်တွယ်ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့မိုးတစ်ချိန်နှစ်ချိန်ထီချုံရွာပါမယ်ရွှေရံနှုံးပြည့်ဖြစ်ပါတယ်ရှင်။